အားလုံးပဲမင်္ဂလာပါဒီကနေ့မှတော့ PDF တွေအသေးများနေပြီး PDF တွေတေလို့ခွေးတေတာလောက်ကိုဝမ်းမနေဘူးလို့ရင်ဖွင့်ပြောပြလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ပါအောင်ခင်ဗျာဥစဉ်တော့ကစကိုင်းတိုင်းနဲ့ရပါတော့နော်စကိုင်းတိုင်းနဲ့ကအကြောင်းလေးကိုပဲဥစဉ်ကတော့ပြောပြချင်ပါတယ်ဗျစကိုင်းတိုင်းလေးကနေမှဥစဉ်စီကိုပြည်သူစားဖို့ထားတယ်ပေါ့နော်အရှင်ဘုရားတပည့်တော်ကပလဲမြုံနေပေါ့နော်ဘယ်နေရဘယ်နေရဘဒူဘဒူပေါ့အရှင်ဘုရားမန္တလေးကနေတဆင်းနဲ့ဟောပေးစီချင်ပါတယ်ခင်ဗျာတဲ့2025 6လပိုင်း2ရက်နေ့မှာ မနေ့9နာရီမှယနေ့အချိန်ထိပလဲမြို့နယ်ကန်တောက်စခန်းမှာအင်အားအလုံးရင်းဖြင့်အတိုက်ခံနေရပါတယ်ခင်ဗျာတဲ့ရဲနေရောက်ကြာဆုံးဖြစ်ပြီးတဲ့လက်ရှိအချိန်ထိနေရာကတော့တခုမှမပါသေးပါဘူးခင်ဗျာတဲ့အဓိကလိုအပ်တာခရမ်းဖြစ်တင်ပေးဖို့ပဲလိုအပ်တယ်တဲ့စစ်ကူအရောက်ပို့ပေးရတော့ပို့ကောင်းတာပေါ့စစ်ကူရောက်ဖို့ပေးနိုင်ရင်ပို့ပါနော်စစ်ကူရောက်အောင်ပို့ပေးနိုင်တော့ပို့ပြီးမှဝမ်းလာတာပေါ့ဗျာနော်စစ်ကူမပေးနိုင်ရင်တော့ခရမ်းလိုအပ်တယ်လို့ဖြစ်တင်ဖြစ်တင်ပေးစေချင်ပါတယ်ခင်ဗျာတဲ့တပည့်တော်တို့စခန်းနဲ့ဘူကြီးအဲဆက်တွေ့ရတာကတော့ ရန်သူတွေဆိုင်ရက်ထိခရန်ရန်သူတွေဘက်ကရန်သူတွေဘက်ကလည်းကြားတယ်ပေါ့နော်အဲ့တော့စကားနဲ့မှာစစ်တယ်များအားလုံးဒီစိတ်ဓာတ်ပိုင်းဆိုင်ရာမကြဆင်းအောင်ဒီနမကတိုင်မူကြီးပေါ့ဗျာတိုင်မူကြီးအနေနဲ့ဒီလက်နဲ့ခရန်နေလိုအပ်တဲ့အင်အားတွေပါလေဖြည့်ဆည်းပေးဖို့ဘာအတွက်ကိုရှင်ဖေရအနေနဲ့ပြောပေးပါဗျာတဲ့ဦးဇင်လည်းပြောလိုက်ပါမယ်တကားတော့ပေါ့နော် အဲရဲတဲ့စိတ်တွေကအခုနဲ့ဆိုရင်ဟာအလို့ရင်းနဲ့အလိုက်ခံရတာတော့ရရှိပါပြီဖရားတဲ့စိတ်ဓာတ်ကောင်းကြလို့အတိုင်းပြငါမတင်ငါစကားမကြသေးရဆိုတဲ့စိတ်ဓာတ်ဒီကောင်းကြလို့လားဒီတော့ဒီတောက်ခံနိုင်နေတာပါဖရားတဲ့အရှင်ဖရားတဲ့အထက်လူကြီးတွေတည်အောင်အမြန်ဆုံးကူညီပေးဖို့ဟာတော့ကအမြန်ဆုံးလိုင်းဘဝနဲ့អော်ပေးဖို့ဟာတော့ကိုတပိတော့အနေနဲ့မေတ္တာရခံတောင်းဆိုချင်ပါတယ်ဖရားတဲ့ဒါဥစဉ်စီကိုစာရေးတဲ့သူကလည်းတကယ်ကိုလေးစားစရာကောင်းတဲ့လူဖြစ်တဲ့သူကိုယ်တိုင်လည်းဒါတကယ်တတ်သိရှိတဲ့လူဖြစ်တဲ့သူကိုယ်တိုင်လည်းတကယ် ပြီးတိုင်းပြည်အတွက်တူရဲကောင်းပြီးတဲ့အထက်မှာပါတယ်လို့ပြောလို့ရတယ်နော်တကယ်တတ်တိရှိရှိရဲရဲဝင်းဝင်းရှိတဲ့လူတယောက်ဦးစင်းကတော့သူ့ဟုတ်လားလဲလိုက်ပြီးလို့တော့ဦးစင်းကထင်တယ်ဗျာတော်လို့ဒါတူပင်မမီနောက်တစ်ယောက်နဲ့ပြောင်းလိုက်ပြီးလို့တော့ထင်တယ်ဗျာတကယ်ကိုလူတော်တယောက်အဲ့တကားနော်တကယ်ကိုလူတော်တယောက်ဦးစင်းစီကိုစာဖို့တဲ့တူပါနော် အဲ့တော့နမကတိုင်မူကြီးလည်းပောက်ကိုတော့ပြောတဲ့ဟာကိုကြားတည်ပါစေလို့ပောက်ကိုတော့သုတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျာနော်ကြားတည်ကြားလဲကြားတည်တဲ့တိုင်းလည်းလှုပ်ဆောင်နိုင်ပါစေနမကတိုင်မူကြီးရဲ့ဆွမ်းဆောင်ရည်ကိုလည်းဦးစင်းတို့ကြားတည်ရတာတကယ်ကိုဝမ်းသာပီတိဖြစ်ပါတယ်ဦးစင်းတို့ပေါ့မြို့နယ်ကိုလည်းစစ်ကြောင်းနေထိုးပေးတယ်စစ်ကြောင်းနေလုပ်ပေးတယ်ဒီကြားထဲမှာ PDF တွေအထိနာတဲ့အကြောင်းတွေလည်းဦးစင်းတို့ဒီပောက်သူပေါ့ဗျာနော်ရုပ်မမြင်ပေါ့ရုပ်ကတော့ပောက်သူဆိုရင်ချောရက်ထဲပါမှာပေါ့နော်ချောရက်ထဲတော့ပါမှာပေါ့နော်ဗရမ်းမာလေးပေါ့သူ့ကိုကိုတောင်းမာလေးဆိုရင်ပြောတာနော်အဲ့တော့ဒီကဦးစင်းနဲ့တည်းဆိုတော့ဦးစင်းနဲ့လည်းသူမစိမ့်တော့ပါဦးစင်းနဲ့ရပဲထင်ပါတယ်နော်ပောက်သူပေါ့နော် သူကတော့အတူတူကြားတဲ့အကြောင်းကိုလည်း line မှာမှာပြောထားတာဒေါတာပေါ်ပေါ့ line မှာတင်လို့ဆိုပြီးမှတော့မတာပေါ်လို့အမှန်တော့ PDF တွေလည်းဒါစီကြောင်းထွက်တဲ့ခါမှာနောက်နောက်သာတင်ရတဲ့တင်းနေဦးဇင်းတို့ကြားတိရပါတယ်အဲဝန်တာလုံးတော့ပြောပြောတာမဟုတ်ပေါ့ဗျာနော်အဲဦးဇင်းတို့ရော PDF တွေဒါခွေးတရာတော့ဝမ်းမနေပါဘူးဒါအကျိုးတိုင်းပြည့်တဲ့လူတွေဟုတ်ဗျအဲ့တော့ဦးဇင်းတို့စီကြောင်းတွေထိုးပေးတယ်ဒီလမ်းခရီးတွေရိုက်ခါကိုယ်ပို့ပေးတယ်အဲ့တော့နမကတိုင်မှုကြီးနေနဲ့ဦးဇင်းတို့တက်ကုန်းတို့ဝင်လဲတို့ပင်တောင်းတို့ဒီရိုကွင်းတို့ပြည်သူစစ်ရွာတွေကိုအဲ့ဒီရိုက်ခါတွေကိုစီကြောင်းရှင်းပြီးမှ ခြေရောက်စွာပို့နိုင်ဖို့လဲထပ်ပြီးမှဥစဉ်ရသူတောင်းမဲ့တာပို့တိုက်ပါတယ်ဗျအနုညွန့်ဘုံမှုချုပ်ဟောင်းကိုရှင်းလင်းခဲ့သူများအားဖမ်းမိရန်ကုန်ဘုံကြီးကျောင်းများပါပြစ်မှတ်ထားလူရှာနေ ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့သူများအားဖမ်းဆီးမိရဲ့အတွက်ရန်ကုန်မြို့ဘုံကြီးကျောင်းများပါပြစ်မှတ်ထားကလူရှာဖွေနေကြောင်းသိရသည့်စစ်ကောင်စီတပ်သည်ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ရှင်းလင်းခံရပြီးနောက်ရန်ကုန်စင်ကြေဘုံမြို့နယ်များတွင်စစ်ဆေးရှာဖွေခြင်းဖက်ထရီစပေးများကိုဖမ်းဆီးခြင်းတို့ပြုလုပ်နေသလိုယခုအခါဘုံကြီးကျောင်းများကိုပါပြစ်မှတ်ထားလူရှာနေကြောင်းရန်ကုန်အခြေစိုက်ရဲတပ်ရင်းမြစ်ထံကသိရသည် တရက်တော်တို့လိုစမ်းကြောင်းလိုကြောင်းတိုက်တွေအများကြီးရှိတဲ့နေရာတွေကိုအဲစစ်ဆိုပြီးတေချာစစ်တာဟန်ပြလုတာမဟုတ်ဘူးနေပြည်တော်ကဆွတ်ထောင်းနေတော့အလုတ်တွေလည်းအတင်းလုတ်ပြဖမ်းမိဖို့လဲအသေးအတန်ရှာနေကြတဲ့ရှာမတွေ့ရင်တွေ့တဲ့လူကိုဇလန်းစင်ထိုးချမဲ့အနေရရှိနေတယ်ဟုငင်းကပြောသည် ဇွန်လ၂ရက်နေ့30နာရီကျော်ကစမ်းကြောင်းမြို့နယ်ထကလေးကျောင်းပေးရှိဥယျာဉ်ကျောင်းလမ်းထဲတွင်စစ်ကားဆ2စီးအင်စီကားအဖြူတစ်စီးရဲစလုံးကားတစ်စီးတို့ဖြင့်စစ်အုပ်စုဝင်များရောက်ရှိလာကဘုံကြီးကျောင်းများတဲ့အဲစစ်ဝင်နေကြောင်း Ringon Scout Network ကထုတ်ပြန်ထားသည် မြို့စုံတွေကဖုန်ကြီးကြောင်းတွေနဲ့စစ်တဲစစ်တပ်ကဖုန်ကြီးတွေကိုလည်းမယုံဘူးဟုလင်းကဆက်လက်ပြောသည်ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကိုဘက်ထရီစပေးစီလာသူနှစ်ဦးကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း CCTV မှတ်တမ်းပုံထွက်လာပြီးနောက်စစ်ကောင်စီကရန်ကုန်မြို့တော်စီပင်နယ်နီမိတ်အတွင်းဘက်ထရီပစ္စည်းနှင်းမှုများကိုလိုက်လံဖမ်းဆီးငွေညစ်နေသလိုယခုအခါရန်ကုန်စီပင်နယ်နီမိတ်ပင်ပအထိဘေးရွဲနောက်တွဲဆိုင်ကယ်ဘိုက်နှင့်ဘက်ထရီဘီလိုအားဖမ်းဆီးလျက်ရှိသည်မြန်မာလိုလာညာကြမှာဗျာ ဒီညဥစဉ်မျိုးများကိုတင်ပြခြင်းနဲ့ကတော့မန္တလေးသူမန္တလေးသားရောမြန်မာနိုင်ငံသူမြန်မာနိုင်ငံသူညာအားလုံးရောအချမ်းဖက်တည်းရဲ့ဂျင်းတင်းကိုဥစဉ်ကနေမှအားလုံးကိုဂျင်းမမီဖို့အတွက်ကိုဖြည့်စေးကျွေးမှာဖြစ်ပါလေဗျဒီနေ့ဥစဉ်ဖြည့်စေးပြည်လူခြေစေးချကျွေးတဲ့နေဟာ၄ရက်6လပိုင်း2025ဖြစ်ပါလေဗျဥစဉ်ရဲ့အမှန်တရားမြေမြမှာဖြစ်နေတဲ့တင်းလေးပေါ့နော်အချမ်းဖက်တည်းဘလောက်ကြီးပဲပြည်သူကိုဘလောက်ဘလောက်ဂျင်းထဲတဲ့တက်မတော်နဲ့ပြည်သူပြည်သူနဲ့တက်မတော် အထင်အမြင်လွဲအောင်ကြောင်ကြကြလိန်ရတယ်ကြောင်ကြကြယုတ်ပါတယ်ကြောင်ကြကြလှည့်ပြားတယ်ဆိုတဲ့အရာကိုပြည်သူတွေကိုပေါ့ကူတော့အခုပြောမယ့်ဟာကိုလည်းပြည်သူတွေနဲ့ပြည်သူတွေအားလုံးကထမင်းစားတာပဲကိုယ့်အကူချင်းချင်းပြီးမှယုံပါပေါ့ကူတော့ပြောတာယုတ်တိရှိလားမရှိဘူးလားဟုတ်လားမဟုတ်လားဆိုတော့ပေါ့ဗျာနော်မန္တလေးမှာဦးဇင်းတို့6လပိုင်းတရရနေရဖြစ်သွားတယ်ပေါ့ဗျာနော်ဘာဖြစ်တော့တို့တို့ရေးထားတာကယနေ့နေ့လေတုံးနာကြီးကြော်ကန်ကားတဲ့ဆက်ကကများဘဲမှာလက်နေကြီးများဖြင့်ရန်တာပစ်ခဲမှာဝတုံတော်လာရှိနေနေတလုံးပေါ်ကြောက်ရောက်ပြီးတဲ့ပောက်ွဲပြီး အခြား data မှာရောက်ရှိနေတော့အမျိုးသမီးငယ်တအူတေဆုံးအမျိုးသမီးငယ်တအူဒဏ်ရာပြည့်ထိုင်ရရှိပြီးရွာကအမျိုးသားတအူဒဏ်ရာလဲငယ်ရရှိကြတဲ့ဒဏ်ရာရှိပါတယ်တဲ့ထို့ပြင်ညနေပိုင်းပတိမြို့နယ်မြကန္နာရွာပါဘုံဝတ္တနာလက်နေကြီးချင်းလက်နေချင်းများနောက်တစ်ကြိမ်ထပ်မံကြရောက်ပြီးမြကန္နာရွာမှာတအူဝတ္တနာဘက်နောက်တအူထပ်မံဒဏ်ရာချင်းနေအိမ်များပျက်စီးခဲ့ကြောင်းသိရှိရပါတယ်တဲ့လည်းလို့ရေးထားတယ်နော်မြကန္နာဒီတမ်းတော်ရဲ့ဂျူဝါကမြကန္နာမှာရှိတယ်ဝတ္တနာနဲ့မြကန္နာကတရားပဲခြားတယ် ဝန်တုံတရာနဲ့ညကန္တရရှိမှာထမ်းမြင်ကုန်းရှိတယ်။အဲ့ထမ်းမြင်ကုန်းကအရင်ကအကျန်းဖက်တီ၊ဒီရန်နေပလောင်နေနဲ့ PDF တွေနဲ့စိုးမိုးထားတယ်ယူထားတယ်။အကြခင်ဆယ်ရက်15ရက်လောက်ကပဲငါလာပိုင်းလောက်ကပဲအဲ့ထမ်းမြင်ကုန်းကိုပြန်ရအောင်တိုက်တိုက်ထားတယ်။ဒါမှမဟုတ်ဒါတွေနဲ့ပြည်သူစစ်တပ်ပြည်သူစစ်တွေနဲ့ဒါဝန်တိုက်လို့ထမ်းမြင်ကုန်းကိုပြန်ရထားတယ်။အဲ့ဒီတော့ခဏကျုပ်ဒီဝန်တုံတရာနဲ့ညကန္တာဗျူဟာနဲ့ကညကန္တာမှာဗျူဟာရှိတယ်စစ်ကြောင်းရှိတယ်စစ်သားရှိတယ်။အဲ့ဒီတကားချတယ်။အဲ့တော့ခင်ဗျလက်နဲ့ကြီးနဲ့ဗာလဲလဲနဲ့ပြစ်လိုက်တာလေချော့တိုက်တော့နဲ့ပြစ်လိုက်တာလားဘလိုအားနဲ့ပြစ်လိုက်တာလဲ။ နော် အလိုအားနဲ့ပြလိုက်တာလေအဲ့တော့ခင်ဗျလမ်းလက်ကြီးနဲ့ပြစ်ထားတံတားကိုချားတယ်အဲ့ဒီလမ်းလက်ကြီးကအဲ့ဒီတံတားလောက်ပဲရောက်တာလားတံတားလောက်ပဲရောက်တာလားခင်ဗျတို့စဉ်းစားနော်ဒီတံတားလောက်လေးချားတာကိုဒီဖိုကျူးတွေဘာတွေက1 2 2တွေကတံတားလောက်ကလေးဝါးပြန်လောက်ပဲဝါးနဲ့ပြန်လောက်ပဲရောက်တာလားကြည့်လူများကိုဒါရင်ထဲထားအောင်ဂျင်းမမီတို့အတွက်ဦးစင်းကဒါပြည်သူများကိုပြောပြခြင်းဖြစ်တယ်ဒီရင်းနဲ့ပတ်သက်ပြီးဒါကိုလည်းခစ်တီတို့ကလည်းတင်ထားတယ် BBC တို့ကလည်းဒါကိုပြောထားတယ်ကိုဘက်က lobby ကြီးအကုန်လုံးပေါ်ပြအကုန်လုံးကလည်းသူတို့ကလည်းဟုတ်လား တိုင်းပြည်ဖက်ပြည်ဖက်တွေအကုန်လုံးကဒါကိုဒီလိုပြောထားတယ်လက်နေကြီးနဲ့ကြားတယ်ပြည်သူတွေတဲ့မြက်ကန္တာဘက်ကထိခိုက်ဒဏ်ရာရတယ်ဝက်တော်တော်ဝက်တော်တော်ကမြက်ကန္တာမှာဥဒ္ဓနတ်မတော်ဆူမှုထတာလေဝက်တော်တော်နဲ့မြက်ကန္တာတရားပဲချတာလေအဲ့တော့ short တိုင်းတော့နဲ့ပြည့်တဲ့အကရန်တိုင်းပြီး short တိုင်းတော့ကဘသူတွေပြစ်ထားလဲဘသူတွေလောက်ထားလဲပြည်သူများအားလုံးခောက်ခွက်ကွင်ကွင်တည်အောင်ဒါဥစဉ်ကပြောကြခြင်းဖြစ်ပါလေဗျနော်ခောက်ခွက်ကွင်ကွင်ပြည်အောင်ဒီပြည်သူတွေရှိတဲ့နေရာကိုပဲ ဖြစ်ပါဦးသင်တို့မြကန်တော်ဖြစ်တယ်ဟာစစ်တားတွေရှိတဲ့နေအောင်တို့တို့ချော့တိုက်တုံးနဲ့ပြစ်တာလက်ကန်တယ်အခုကတူတူကရမ်းတန်ပြီးမှဘဘူပေါ်ကြကြငါပေါ်ကြကြကွာဆိုရင်မှရမ်းပြီးမှချော့တိုက်တုံးဆိုတဲ့အားရအရာမျိုးကလည်းခင်ဗျားစဉ်းစားကြည့်နော်နေရာလေးခံမလို့မရဘူးဒီကတက်မလို့ပဲကလက်နဲ့ကြည့်နဲ့ပြစ်ပြီးဆိုရင်တော့ဘယ်နေရာ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 ဆိုတော့ဟိုပြစ်တာမိုင်းဘလောက်မိုင်းဘလောက်ဆိုတော့ခွတ်တိရောက်တာနော်ဘွားတပြန်လောက်ရောက်တဲ့လက်နဲ့ကြည့်မဟုတ်ဘူးတက်မလို့ပြူကကိုဒီမြကန်တော်ပြူကကိုတို့မှချထားတဲ့လက်နဲ့ကြည့်တွေကဘွားနဲ့ပြန်လောက်ရောက်တဲ့လက်နဲ့ကြည့်တွေမဟုတ်ဘူးမိုင်းပေါင်းများများဆိုတော့တို့ရတဲ့လက်နဲ့တွေ ဒီအဲ့ဒီမြက်ကန်သားလည်းမရရဟိုဘက်ရောက်ကြည့်ရောက်ပါမယ်ဂျီနရာဘက်ရောက်ချင်ရောက်ပါမယ်ဒါပေမဲ့ဒီဘက်မှာတချို့ကမြေတူတွေရှိပါတယ်ပြီးလို့တကယ်လို့လားခင်ဗျာဒီလိုတက်မလို့ဘက်ကဒီလက်နဲ့ကြီးနဲ့ပြစ်တာမှန်ရဲ့ဆမ်းမင်ကုန်းမှာကလည်းပြည်သူစစ်တွေနဲ့တက်မလို့သားတွေဝတ်တော်နရာဘက်မှာလည်းပြည်သူစစ်နဲ့တက်မလို့သားတွေကို့လူတွေပေါ်မှန်ပါပေါ့ကို့လူတွေပဲထိမှာပေါ့အဲ့တော့ရန်တိုင်းပြလိုက်တဲ့လက်နဲ့ကြီးကပီဒီအာအကျန်းဖက်တွေနော်မန္တလေးပီဒီအာအကျန်းဖက်တွေနဲ့တရနေပလောင်တွေပြလိုက်တဲ့လက်နဲ့ကြီးကဘယ်ပေါ်ကြလားပြည်သူပဲထိလိုက်တာလားတက်မလို့သားတွေပြပလာစားတွေပဲထိလိုက်တာလားဆိုတော့ ီသူများအားလုံးစဉ်းစားဖို့ပြောတော့ပြန်နော်အဲ့တော့ဂျင်းတဲ့င်းတွေကိုမယုံမို့အောင်ပြောကြအကြည့်ဖြစ်ပါတယ်ပြန်နော်တမ်းမတော် viewer ကိုမြတ်ကန္တာနဲ့ဝတ်တုံတရာကတရားပဲချပါတယ်ဝတ်တုံတရာနဲ့မြတ်ကန္တာရှင်မှာဖမင်ကုန်းရှိပါတယ်ဖမင်ကုန်းမှာလွင်ကလေးဆယ်ရက်ဆန်းအဲ့လကတမ်းမတော်နဲ့ပြပတာဆိုင်နဲ့ဝင်ပြီးမှပြန်ပြီးမှတိတ်ထားပါတယ်ဆိုတော့ပြည်သူများအားလုံးသိစေချင်လို့ပါဗျာဒါကတော့ဒါမန္တလေးမှာဖြစ်သွားတဲ့ဟာတွေကိုတို့တို့မဲမြေပြည်အခွင့်များအတွက်ဒါ MDY ပေါ့ဗျာ MDY ရဲ့ဒီမန္တလေး PDF အဖွဲ့ပေါ့ဗျာမန္တလေး PDF ဒီကနေမှဘာလို့တင်ထားတဲ့အတွက်ကြောင့်ဥစဉ်တော့တွေ့လို့ဒါလေးကိုဥစဉ်ကကြောက်ပြချင်းဖြစ်ပါလေဗျာ 바로그바로